်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာတွင်ဖွံ့ဖြိုးမှုသည်စိန်ခံပစ္စည်းမှုကင်းများသာမြင့်တက်လာဟုတာမတ်ကြီးဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ဖွံ့ဖြိုးတိုးတက်မှုသည်စိန်ခံပစ္စည်းတစ်ခုအဖြစ်ဖြစ်လာပြီးတရားဥပဒေစိုးမိုးမှုကင်းမဲ့သောကြောင့်အမှုခင်းများသာမြင့်တက်လာကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်။ကုလသမဂ္ဂဌာနချုပ်၌ကျင်းပသည့်ကုလအစည်းအဝေးတစ်ရက်တွင် ခုလသမကဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတက်ရောက်မင်းခွန်းပြောကြားစဉ်အထက်ပါတိုင်ထဲသွင်းပြောကြားခဲ့သလိုစေအုပ်စုရဲ့ကြီးလေးလာသောစစ်ရာဇဝတ်မှုများစစ်တပ်ကြောင့်အသက်ဆုံးရှုံးနေရသောမြမပြည်သူတို့အကြောင်းနှင့်စေအုပ်စုကအထူးရောက်ရွေးကောက်ပွဲစီစဉ်ခြင်းဖြင့်အကြံဖတ်မှုများနှင့်မတည်ငြိမ်မှုများကိုဖို့မှုဖန်တီးလျက်ရှိကြောင်းထဲသွင်းပြောကြားခဲ့ပါသည်တီယိုစပွန်ဆာနဲ့လုံမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းဝိုင်းနေတဲ့တယောက်တစ်ပေါက်ပြောနေတာမျိုးမဟုတ်ပဲစူးစီးမှုအင်အားနဲ့ကန့်ကွက်ရှုံ့ချပယ်ချဖို့လိုပါမယ်။ ပြီးတော့အာဆီယံအနေနဲ့ပယ်ချဖို့အသားတွေကို NUG အစိုးရအနေနဲ့တန်တမာရေးအားထက်လှုပ်ဆောင်ဖို့လိုပါမယ်ဟုရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ပါရှင်တအူးကသတင်းဌာနကိုပြောပါရယ်အလဲကျလျက်စင်မီပေးခြင်းကမြန်မာပြည်သူများ၏လူနေမှုဘဝနှင့်ရင်းနှီးကျွမ်းဝင်သည့်အသွင်ဆောင်လာပြီးအင်တာနက်အသုံးပြုခြင်းအတွက်ဂျာခန် VPN များအသုံးပြုနေရကလူငယ်အများစုမှစစ်တပ်၏အတင်းအကျပ်တပ်သားစုဆောင်မှုကြောင့်ညအချိန်နေအိမ်များမှထွက်ခွာရန်ပင်ကြောက်ရွံ့နေကြကြောင်းလည်းတမ်မတ်ကြီးကဆိုပါရယ် ပြည်သူများအနေဖြင့်ဆက်လက်ကြံ့ကြံ့ခံခုခံသွားမည်ဖြစ်ပြီးနိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်းဤများအရေးကြီးသောကာလတစ်ခုတွင်မိမိတို့နှင့်အတူရင်ချင်းကြောချင်းကက်ခါရပ်တည်၍ဆ ਿਆ နာရှင်စနစ်ကြဆုံးရည်နှင့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ပံ့ပိုးပေးကြရန် တောင်းဆိုလိုကြောင်းရှီလန်ခီးသည့်ကြမ်းတမ်းတော်လေနိုင်ငံတကာဤထိရောက်သောအကူအညီများသည့်မိမိတို့အတွက်တန်ဖိုးရှိမိသားဖြစ်ကြောင်းစစ်တပ်ထံသို့နိုင်ငံရေးစစ်ရေးနှင့်ငွေကြေးအကူအညီများနှင့်ထောက်ပံ့မှုများဖြတ်တောက်ခြင်းကနိလန်တစ်ခုမျှသာမဟုတ်ဘဲ မြန်မာပြည်ထနာအားအပီးတိုင်းပြည်လဲစေနိုင်မည်ပန်းနိုင်တစ်ခုဖြစ်ကြောင်းလဲဆိုပါတယ်ဆက်လက်ပြီးတမ်မတ်ကြီးကအလုတ်ခွင့်ရေးဆိုင်ရာမဟာမင်းကြီးကလုံခြုံရေးကောင်စီအားမြန်မာနိုင်ငံအခြေအနေကိုနိုင်ငံတကာရာဇဝတ်ခုံရုံးထံသို့မဆိုင်မတွက်လွှဲပြောင်းတင်သွင်းရန်တောင်းဆိုခဲ့သည့်တောင်းဆိုချက်အားထပ်လောင်းပြောဆိုလိုကြောင်းလဲဆိုပါတယ်နိုင်ငံများအနေဖြင့်ရရနီလန်းများကိုအုံပြုကစစ်တပ်ရက်ဆက်ကြမ်းကြုတ်မှုများအားရက်တံပေးရနှင့်ပြည်သူများ၏အသက်ကိုကယ်တင်ကာကွယ်ပေးရန်လေတာမတ်ကြီးကထည့်သွင်းတောင်းဆိုပါသည် ဆက်လက်ပြီးတရုတ်ရဲ့အကူအညီကြောင့်စစ်ရေးနှင့်တန်တမန်ရေးမှအသက်ရှူချောင်းလာတဲ့မြန်မာစစ်ကော်မရှင်လွန်ခဲ့သောတနှစ်ကျော်မှဆုံးရှုံးခဲ့သောနေပြည်တော်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့မြန်မာစစ်ကော်မရှင်ဟာဒကြောပြန်အင်အားတောင်းလာပုံပေါ်ပါတယ်။တလကျော်ကြာတိုက်ပွဲတွေဖြစ်ပွားပြီးနောက်အော်တိုဘားလာတရက်မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာတအောင်တန် TNL ထံမှမဟာဗျူဟာကျတဲ့ကြောင်မဲမျိုးကိုပြန်သိမ်းပိုက်ခဲ့ပါတယ်။ TNL ဟာ2024ခုနှစ်ဇွန်လမှစစ်ကော်မရှင်ထံမှကြောင်မဲမျိုးကိုသိမ်းပိုက်ခဲ့တာပါ ကြောင်မဲမြို့ဟာတော်လန်ရေးတပ်ဖွဲ့တွေအ धिक တင်ပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တရုတ်နိုင်ငံတို့အရေးပါသောတည်ယူပို့ဆောင်ရေးအသက်သွေးကြောဖြစ်တဲ့ရှေးဟောင်းမြို့တော်မန္တလေးမှာနိုင်အနေငယ်သာသွားရတဲ့နေရာမှာတည်ရှိပါတယ်။တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတိုးတက်လာမှုကမြန်မာစစ်တပ်ရဲ့အင်အားပြန့်လေစုဖွဲ့မှုကိုအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။2023ခုနှစ်နဲ့2024ခုနှစ်မှာစစ်ကောမရှင်ဟာ TNL ပါဝင်တဲ့တိုင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ဖြစ်တဲ့မြောက်ပိုင်းမဟာမိတ်ထံနေပြည်တော်စက်တိုက်ဆုံရှုံခဲ့ပါတယ်။ ရုတ်နိုင်ငံဟာအစောပိုင်းမှာမြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုထောက်ခံခဲ့ပေမဲ့ဇန်နဝါရီလအတွင်းအပြစ်ခတ်ရေးဆဲရေးကိုအကျိုးဆောင်ပေးချိန်မှာနှစ်ဖက်စလုံးကိုအပြင်းထန်ဖိအားပေးခဲ့ပါတယ်။ထို့နောက်ပိုင်းစီးရီးယားပုံစံနိုင်ငံပြိုလဲမှုကိုရှောင်ရှားဖို့တရုတ်နိုင်ငံဟာမြန်မာစစ်အစိုးရနဲ့ဆက်ဆံရေးခိုင်မာဖို့လိုတယ်လို့ယူဆခဲ့ပုံပေါ်ပါတယ်။စစ်ကော်မရှင်ကိုရွေးကောက်ပွဲကျင်းပဖို့တွန်းအားပေးတာအပြင်မြန်မာနိုင်ငံတို့ဒေါ်လာ3ဘီလီယံထောက်ပံ့ပိုး2024ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံကကတိပြုခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။တရုတ်နိုင်ငံထုတ်စစ်လက်နက်တွေအထူးသဖြင့် drone တွေဟာမြေပြင်ထိန်းချုပ်မှုပြန်လည်ရရှိဖို့စစ်ကော်မရှင်တပ်ဖွဲ့တွေကိုအထောက်ပံ့ဖြစ်စေပါတယ်။ရှခုနှစ်ဧပြီလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းရှိအကြီးဆုံးမြို့တွေကတမျိုးဖြစ်တဲ့လာရှိုးကိုမြန်မာစစ်တပ်ထံပြန်ပေးဖို့ညီနောင်မဟာမိတ်အဖွဲ့ဝင်ကိုကန့်တပ်ဖွဲ့ MNDAA ကိုတရုတ်နိုင်ငံကတွန်းအားပေးခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ကြောထောက်နောက်ခံပြုမှုကြောင့်မြန်မာစစ်ကော်မရှင်ဟာတန်တမာရေးရအထူးကြံစံမှုမှာ ထွက်ပေါက်ရစေခဲ့ပါတယ်။စစ်ကော်မရှင်ခေါင်းဆောင်မြောက်လိုက်ဟာရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း SCO ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့မကြသေးမိကတရုတ်နိုင်ငံတီယန်ချင်းမြို့သို့သွားရောက်ကာတရုတ်သမ္မတရှီကျင်ဖြင့်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်၊အိန္ဒိယဝန်ကြီးချုပ်နာရင်ဂျရာမိုဒီတို့နှင့်တွေ့ဆုံခွင့်ရခဲ့ပါတယ်။စစ်ကောင်းဆောင်မြောက်လိုက်ဟာဒီနေ့အတွင်းထိုင်းရုရှား၊ဖီလာရိုနှင့်ကာဇက်စတန်နိုင်ငံများသို့လည်းသွားရောက်ခဲ့ပါတယ်။ ာဏာသိမ်းမှုနောက်ပိုင်းစစ်တပ်ကိုတရားဝင်မှုပေးကြောင်းဝန်ခံကစစ်လက်နက်တွေအထူးသဖြင့်ဂျက်တိုက်လေယာဉ်တွေထောက်ပံ့ခဲ့သောရုရှားနိုင်ငံဟာကာလရှည်မိဖက်တနိုင်ငံဖြစ်ပြီးမင်းအောင်လှိုင်ရဲ့မိုဒီနဲ့တွေ့ဆုံမှုကကြီးမားသောအခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာမြန်မာနဲ့ပတ်သက်လို့ရခိုင်ကလေးကလက်တွေ့ကျသောနီလန်တရက်ကိုကျင့်သုံးခဲ့ကခွဲထွက်ရေးအုပ်စုတွေလှုပ်ရှားလျက်ရှိရာနိုင်ငံနေဆက်တလျှောက်လုံခြုံရေးကိုအလေးထားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာတိုင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ဆက်ဆံရေးထူထောင်ထားသလိုမြန်မာစစ်ကော်မရှင်ထံသို့လည်းစစ်လက်နက်တွေရောင်းချခွင့်ပြုခဲ့ပါတယ်။မြန်မာနိုင်ငံဟာအိန္ဒိယရဲ့ဒေသဆိုင်ရာမူဝါဒမှာအရေးပါသောမန်နိုင်တစ်ခုဖြစ်တယ်လို့မူရီရဲ့ကြေညာချက်နဲ့စွမ်းအင်လုံခြုံရေးနဲ့ရေရှားတပ်ထုနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ဖို့ကတိကဝတ်ဟာမြန်မာစစ်ကော်မရှင်နဲ့ဆက်ဆံရေးနှွေးထွေးလာကြောင်းပြသနေပါတယ်။နိုင်ငံကလေးလာသူတွေကအထူးရောင်ရွေးကောက်ပွဲလို့ကြေကြေပြန့်ပြန့်ညွှန်းဆိုထားတဲ့ဒီဇင်ဘာလမြန်မာရွေးကောက်ပွဲသို့ လေးလာစောင့်ကြည့်သူတွေဆီလုတ်ဖို့အိန္ဒိယနိုင်ငံကသဘောတူလိုက်ပြီးလို့မြန်မာနိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက်တွန်းအားပေးရမှာအာနာသိန်းစစ်တပ်ကိုတန်တမာရေးရာထီထီဖြစ်အောင်အသုံးချတဲ့အာဆီယံအဖွဲ့ရဲ့ချင်းကပ်နီဟာစုပ်ပြတ်တပုံပေါ်ပါတယ်။ထိုင်းနိုင်ငံကမြန်မာဒုက္ခသည်တွေနဲ့အတိုက်အခံအုပ်စုတွေကိုခိုလုံခွင့်ပြုယုံတာမှာကမြန်မာဓာတ်ငွေလောက်ကွက်တွေမှာလောက်ကင်နေတဲ့နိုင်ငံပိုင်ထိုင်းမီဒီယာတွေမှာတက်စင်အာနာသိန်းစစ်အုပ်စုကိုငွေကြေးထောက်ပံ့ပေးနေပါတယ်။ ိန္ဒိယနိုင်ငံကဲ့သို့ပင်ထိုင်းနိုင်ငံဟာမြန်မာနဲ့ရှေ့လျားသောနယ်နိမိတ်ထိစပ်နေတာကြောင့်တည်ငြိမ်ရေးအမြေခံကလက်နက်ကိုင်အဖွဲ့တွေအပြင်စေအုပ်စုနဲ့ပါဆက်ဆံရေးထူထောင်ထားပါတယ်။မြန်မာပြည်ပခမှာပွဲကြည့်ပရိသတ်ထက်မပိုခဲ့တဲ့အမေရိကန်နိုင်ငံဟာစိတ်ဝင်စားမှုတွေရှိလာပါတယ်။မြန်မာမှမြေရှားတပ်ထုရရှိလိုတဲ့ဆန္ဒကြောင့် Donald Trump အစိုးရအဖွဲ့မှအကြီးတန်းအရာရှိတချို့ကကြီးတွေ့ဆက်ဆံမှုပြုလုပ်ဖို့တွန်းအားပေးနေပါတယ်။အမေရိကန်ဒုတိယသမ္မတ JD Vance ဟာ ိန္ဒိယနိုင်ငံမှတက်ဆင့်မြေရှားတပ်ထုတွေပို့ဆောင်နိုင်ရေးဖြစ်နိုင်ခြေရှိမရှိလှုပ်ဆောင်ဖို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဆွေးနွေးခဲ့တယ်လို့ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။စစ်အုပ်စုနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုရဲ့တစိုက်တပိုင်းအဖြစ် KIA နဲ့စစ်အုပ်စုကြားငြိမ်းချမ်းရေးသဘောတူညီချက်မှာအကျိုးဆောင်ပေးဖို့အမေရိကန်တာဝန်ရှိသူကကြိုးပမ်းနေပါတယ်။ဆက်လက်ပြီးမွန်ပြည်နယ်စစ်ကော်မရှင်ရဲ့မဲဆိုင်အမားတွေကိုလာပြင်သူမရှိသလောက်နှဲပါတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲအတွက်မဲစရင်တွေကတ်ထားရမှာမဲစရင်အမားတွေကိုလာရောက်ပြင်ဆင်သူမရှိသလောက်နှဲပါနေတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲစရင်တွေကိုပထမအကြိမ်စက်တင်ဘာ30ရက်နေ့ကနေအော်တိုဘာ73ရက်နေ့အထိကတ်ထားမယ်လို့ကြေညာထားတာပါ။ဒေသတွင်းမှာတော့စစ်ကော်မရှင်ရဲ့မဲစရင်တွေဟာဒေသုံးသူတွေပါဝင်တာ၊ရွှေ့ပြောင်းသွားတာတွေပါဝင်တာ အချက်အလက်မှမှန်ကန်တာတွေအပြင်တချို့တွေဆိုရင်နာမည်လုံးဝမပါတာတွေကအစရှိနေတာပါမော်လမြိုင်ဒေသခံတအူကတော့စေကော်မရှင်ရဲ့မဲစင်းတွေမှာဒေဆုံးသူတွေထည့်ထားတာနာမည်မပါတာလူပိုထည့်ထားတာတွေတွေ့ရပြီးမဲစင်းတွေမှားနေပြီမဲ့စိတ်ဝင်စားမှုမရှိတာကြောင့်မပြင်းကြဘူးလို့သတင်းဌာနကပြောပါတယ်အိမ်နောက်စုစည်ရင်ထဲမှာတချို့လူနာမည်ပါတယ်တချို့လူတွေမပါဘူးအိမ်မှာရှိတဲ့လူနဲ့သူတို့ထည့်ထားတဲ့လူနဲ့ပိုနေတယ်အိမ်မှာမိသားစုရှိတာက၄ယောက်သူတို့စည်ရင်ထဲမှာထည့်ထားတာက၆ယောက် နောက်အိမ်တအိမ်ဆိုရင်ရှိတဲ့လူက3ယောက်ပဲသေသွားတဲ့လူက2ယောက်အဲ့ဒီ2ယောက်ကိုလည်းပြန်ထည့်ထားတယ်။မဲစရင်မှားရင်မပြင်လဲမပြင်ကြဘူး။ဘယ်မှလည်းသွားမကြည့်ဘူးလို့ဆိုပါတယ်။ဒါပြင်အာနာသိန်းစစ်ကော်မရှင်ကမဲစရင်တွေကိုအထေချာပြုစုထားတယ်လို့ဆိုနေပေမယ့်မြေပြင်လက်တွေမှာမဲစရင်များအများစုမှာမှန်ကန်မှုမရှိသလိုအရင်ရွေးကောက်ပွဲတွေကမဲစရင်တွေတဲဆိုးဆိုးရွားရွားမှားယွင်းနေတာတွေ့ရတယ်လို့သူကဆက်ပြောပါတယ်။ ဘီလင်းဒေတာကန်တဦးကလည်းစီကော်မရှင်ရဲ့မဲဆင်းရင်ဟာအရင်2020ခုနှစ်ရွေးကောက်ပွဲမဲဆင်းရင်ထက်မဲဆင်းရင်မှားယွင်းမှုပိုဆိုးနေတယ်လို့အခုလိုမဲဆင်းရင်မှားယွင်းမှုအပေါ်ဒေတာကန်တွေကအမှားပြင်ဖို့ထက်သွားတာမကြည့်ဘူးလို့သတင်းဌာနကပြောပါတယ်။ဒီဘက်ချမ်းမှလည်းဒီလိုပင်တော်တော်မှားတယ်။2020ရွေးကောက်ပွဲမဲဆင်းရင်အဲ့ဒါထက်တောင်ပိုဆိုးနေသေးတယ်။တခါတလေကြရင်လူတွေထက်နေတယ်။တည်တဲ့လူတွေလည်းပြန်ပါတယ်။တခါတလေလည်းလူတစ်ယောက်ကို600လောက်ပါတယ်။သူတို့ကတော့လာကြည့်ဖို့လို့မပါရင်ပြင်ဖို့လို့ မှားယင်ပြင်ဖို့လို့ဘာညာပုံသူတို့အော်ရင်ဂျာပင်မင်းကျွန်တော်ကြည့်ရတာပြင်ဖို့နေနေတာတာသွားကြည့်တဲ့လူကိုမရှိတာလို့ဆိုပါတယ်စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်ကတော့ပထမအကြိမ်အဖြစ်၁၄ရက်ကြာကတ်ထားမဲ့မဲစင်းတွေကိုတက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်စုရှိစစ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကြည့်ရမှာဖြစ်ပြီးအကြောင်းအမျိုးမျိုးကြောင့်ရက်ွက်နဲ့ကြီးရွာတွေမှာကတ်ထားချိန်ညနိုင်ခြင်းမရှိပါကတက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာမဲစင်းရင်ကြီးရွာမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် ကြပြင်မဲဆင်းမှာလာရောက်ကြည့်ရှုပြီးမိမိအမည်မဲဆင်းမပါဝင်ပါကပုံစံသုံးနဲ့မဲဆင်းထည့်သွင်းပေးဖို့တောင်းဆိုနိုင်တာမပါဝင်တဲ့သူတွေပါဝင်ပါကပုံစံလေးနဲ့ကန့်ကွက်နိုင်တာအပြင်မဲဆင်းမှာပါရှိတဲ့အချက်လက်မှားယွင်းတွေပါကပုံစံလေးခန်းငယ်နဲ့ပြင်ဆင်လွှာထည့်သွင်းနိုင်တယ်လို့ဆိုပါတယ်အခုလိုမဲဆင်းနဲ့ပတ်သက်ပြီး ဖြည့်ဆွတ်ပယ်ဖြတ်ပြင်ဆင်တာတွေဆောင်ရွက်ပြီးပါကနောက်ဆုံးအကြိမ်အဖြစ်ရွေးကောက်ပွဲအတွက်မင်းဆန္ဒရှင်စီရင်ကိုလာမယ့်နိုဝင်ဘာလအတွင်းထပ်မံကတ်ထားပြီးမှဖြစ်တယ်လို့လိုအပ်တဲ့တောင်းဆိုပြင်ဆင်ကန့်ကွက်တာတွေကိုလည်းထပ်မံဆောင်ရွက်နိုင်တယ်လို့ဆိုထားပါတယ်။ မွန်ပြည်နယ်မှာတော့စစ်ကော်မရှင်ကပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိတာကြောင့်မဲစင်းကြီးစုသူနေပါတဲ့အတွက်မဲစင်းကြီးဖို့ဒေသခံတွေကိုအတန်ချက်ဆက်နဲ့နှိုးဆော်တာရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကတအိမ်တက်စင်လိုက်လံပြောကြားတာတွေအပြင်မဲစင်းကြီးဖို့ဖိအားပေးတိုက်တွန်းတာတွေလည်းရှိတယ်လို့ဒေသခံတွေကပြောကြားပါတယ်